ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာရှင်းဖိုက်တာလေးဂျိုရှွာဘန်နဲ့ကဘတ်ပိုင်ရှင်ပန်ဒိုဂျာတို့ပွဲအတွက် face off လုပ်ခဲ့ပါပြီအမေရိကန်စံတော်ချိန်အရမနက်ဖြန်ဒီဇင်ဘာလ6ရက်နေ့မှာပွဲထိုးရတော့မယ်မြန်မာစံတော်ချိန်အရတော့ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းပေါ့လေဂျိုရှွာဘန်တို့ကတော့ main cut အုပ်စုဖြစ်တဲ့အတွက် main cut တွေကမြန်မာစံတော်ချိန်အရဒီဇင်ဘာလ9ရက်မနက်9:00လောက်မှာစဝင်ရှိပါတယ်ခင်ဗျာ ဂျေရှွာဘန်နဲ့ပန်ဒူဂျာပွဲကတော့ကိုမိန်ဒုကောင်ပွဲစဉ်ဖြစ်နေတဲ့အတွက်မနက်7:00နာရီလောက်ကိုရောက်ရင်ပွဲကြီးအောင်ရှိနေပါတယ်အခုတော့ပွဲထိုးဖို့နီးကပ်လာဖြစ်တဲ့အတွက်နှစ်ဖက်လုံးကလည်းပွဲကြိုစကားတွေပြောကြလာခဲ့ဖြစ်ပါတယ်အခုဆိုရင်ဂျေရှွာဘန်ကိုပန်ဒူဂျာက rival နဲ့ထိုးခဲ့တဲ့ပွဲအတွက်စီဂျူစကားပြောလိုက်ပါတယ်ခင်ဗျ rival လို့ fighter ကိုနှစ်ပတ်တည်းပြင်ဆင်ပြီးတော့အနိုင်ရခဲ့တဲ့ဂျေရှွာဘန်ကိုသူ့အနေနဲ့ လုံးဝရှော့မတော်ရဘူးလို့ပန်တိုဂျာကပြောကြလိုက်ပါတယ်ခမညဟုတ်ကဲ့ပြီးတော့ပန်တိုဂျာဟာမီဒီယာတွေရဲ့မေးမြန်းတာကိုဖြေကြားတဲ့အချိန်မှာသူစုခုရရှိထားတဲ့ကပတ်ကြီးဒဲကြသွားခဲ့တယ်အဲ့အချိန်မှာခွက်ခနဲ့မျက်နှာပြတ်သွားတယ်ခမညတချို့အကောက်ယူရနမိတ်တွေကိုယုံတဲ့ပြည်သက်တွေကလည်းဒါဟာပန်တိုဂျာအတွက်ကပတ်ပြုတ်ဖို့အချိန်ရောက်ပြီလို့ကျုံတင်နမိတ်ပြတာမျိုးဖြစ်တယ်ဆိုပြီးတော့လေရေးသားနေကြပါတယ်ခမညဒါပေမဲ့ပန်တိုဂျာရဲ့ပြောစကားထဲမှာတော့ ူဟာဒီပွဲတက်ဘလောက်စိုးရင်ဘူးကန်တယ်ဆိုတော့အတိုင်းသားပေါ်လင်းနေပါတယ်ခင်ဗျာပန်တို့ကြောင့်ဟာဂျိုရှွာဘန်က rival ကိုလေ့ကျင့်ချိန်နှစ်ပတ်ထဲသာယူပြီးအနိုင်ထိုးပြသွားတဲ့အချက်ကိုတော်တော်လေးပဲစိုးရင်ဘူးကန်နေပါတယ်ဂျိုရှွာဘန်ရဲ့အသာချက်ကသူ့တက်အပြတ်တန်နေတဲ့ fighter မျိုးတော့တီတီငင်ငင်နဲ့ထိုးနိုင်စွာအပြည့်ရှိတာပဲဖြစ်တယ်ဆိုပြီးတော့လဲပန်တို့ကြောင့်ကအမှတ်ချက်ပေးသွားခဲ့တယ်ခင်ဗျာ rival လို့ fighter မျိုးကို short notice နဲ့ဝင်ထိုးခွင့်ရတယ်ဆိုရင်တော့ဒီခွင့်ရေးကိုအတွေ့အကြုံရင် fighter တယောက်လောက်ကပဲယူလိမ့်မယ်လို့ ူဘကတွေးထားခဲ့တယ်ပေါ့လေဒါပေမဲ့ဂျိုရှွာဘန်ကအဲ့ဒီခွင့်ရီကိုဘာမှတွန့်ဆုတ်မနေပဲအရယူပြီးတော့အနိုင်ထိုးပြသွားခဲ့တယ်ဒါဟာတကယ်ပဲလန့်စရာကောင်းတယ်ဆိုပြီးတော့ပန်တိုဂျာကဂျိုရှွာဘန်ကိုစီယူစကားပြောသွားခဲ့တယ်ခင်ဗျဒါကြောင့်လဲသူ့အနေနဲ့ပွဲပြီးတဲ့အချိန်မှာကိစ္စထဲမှာချန်ပီယံကပတ်လူကိုနန်းချင်းဆိုင်ခွင့်ဘန်ကိုဂုံပြူတဲ့နဲ့ပေးလိုက်တာဖြစ်တယ်ဆိုပြီးတော့လဲပန်တိုဂျာကရှင်းပြသွားခဲ့ပါတယ်ပန်တိုဂျာဟာ rival နဲ့နှစ်ပွဲထိုးခဲ့ဥပါတယ် rival ဘယ်လောက်ကောင်းလဲဆိုတာသူအသိဆုံးမှာပဲဒါကြောင့်လဲ rival ကိုအချိန်နှစ်ပတ်သာလေ့ကျင့်ကျင်ယူပြီးတော့ပြင်ဆင်ခဲ့ပြီးအနိုင်ထိုးပြသွားခဲ့တဲ့ Joshua ဘန်ကိုသူ့အနေနဲ့ရှော့မတော်ရတာဖြစ်တယ်ဆိုပြီးတော့ဘန်ဒိုဂျာကပြောသွားခဲ့တယ်ခင်ဗျဒီနေရာမှာဘန်ဒိုဂျာက Joshua ဘန်ရဲ့ ground game ဘိုင်းကိုလည်းအများကြီးလေးစားမှုရှိတာကိုထုတ်ဖော်ပြောကြားသွားခဲ့တယ်သူ့အနေနဲ့ Joshua ဘန်ရဲ့ ground game ဘိုင်းဘလို့ပြင်ဆင်ထားတယ်ဆိုတာတွေကို race suria ရထုတ်ခဲ့တဲ့ဘက်မှာမြင်တွေ့ရတယ်လို့ပန်တိုဂျာကပြောသွားခဲ့တယ်ခင်ဗျာ race suria ဘက်ကနေ joshua ban ကိုနီးမျိုးစုံနဲ့လဲရှာတယ်ဒါပေမဲ့ဒီအာရှသားလေးကအချိန်လိုအတွင်းမှာပဲပြန်ရုံးထွက်ပြလာနိုင်နေတယ်ဓာရီကတကယ်ပဲအားအသင့်စရာကောင်းတယ်ဆိုပြီးတော့ပန်တိုဂျာကစီယူစကားပြောသွားခဲ့တယ်ခင်ဗျာဟုတ်ကဲ့ပန်တိုဂျာရဲ့ပြောစကားလေးကိုပြည်သက်တွေသိရှိအောင်ကျွန်တော်ဖတ်ပြပေးခြင်းပါတယ်ဘန်ကအရန်ကောင်းတယ်တွတ်တယ်မာကုံမြင့်တယ် ဘန်ကကျွန်တော်တဲ့အတွေ့အကြုံမှာအားနေတာကိုတချို့ကထောက်ပြနေကြတယ်အဲ့လိုမထင်လိုက်ပါနဲ့သူဘာလို့ပြနိုင်လဲဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးသိနေပါတယ်ဒီပွဲကဝယ်မှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ဘန်ကလွယ်ကူတဲ့ပြိုင်ပွဲမျိုးမဟုတ်တာကြောင့်ဖြစ်ပါတယ်ဘန်ကိုကျွန်တော်ရှော့မတွေ့ရပါဘူးဒီပွဲအတွက်ရှေ့မှာထိုးခဲ့တဲ့ပွဲရုံထက်တာကျွန်တော်အများကြီးပို့ပြီးပြင်ဆင်ထားရပါတယ်ဆိုပြီးတော့ဘန်တို့ကြကပြောသွားခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီဇင်မာလ9ရက်နေ့မနက်ခင်းမှာ ဂျိုရှုအပန်ကိုဖလိုင်းဝိတ်တန်ရဲ့ကဘာပန်ရှင်သစ်ဖြစ်မြင်တွေ့ခင်ရနိုင်ပါစေလို့လည်းဒီနေ့အားနေကျွတ်တင်ဆုတောင်းပေးလိုက်ပါရခင်ဗျာဂျိုရှုအပိရပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ